မင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူဒူရာတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကတော့1956ခုနှစ်ဩဂတ်လမှာထွက်ရှိခဲ့တဲ့ရှုမဝမဂ္ဂဇင်းထဲမှာတကုံတာယာရေးသားခဲ့တဲ့လီနင်ဂရက်ဖြစ်ပါတယ်လီနင်ဂရက်ဟေမန္တနန်းတော်ရှင်ပြင်အပိုင်း1ကျွန်တော်တို့စီသောမြားနေမိရထားသည်ည7နာရီခွဲတွင် မော်စကိုမှထွက်လေသည် မိရထားခန်းမှာပထမခန်းဖြစ်ပြီးခန်းနာထဲဝါလာသည် တခန်းနှစ်ယောက်အထက်အောက်အိတ်စင်နှင့်အိတ်ကြရသည်နိုင်ရံများမှာတခန်းလျင်အယောင်တစ်မျိုးဘန်းကွက်အကျွဖော်ကားဆင်ရင်ထားကြသည် ကျွန်တော်တို့နေသောအခန်းမှာအစိမ်းရင်ရောင်ဖြစ်သည်ပြင်းမောက်မှန်တကားတွင် အစိမ်းနှုခန်းစည်းကာထားသည်ပြင်းမောက်ဘေးတွင်စာရေးရန်သို့မဟုတ် အစားအသောက်တင်စားနိုင်ရန်စပွဲခုံကလေးရှိသည်စပွဲခုံပေါ်တွင် အဝါနှင့်ချောကလက်ရောင်တွဲစားထားသောပူးအုံဆောင်နှင့်လှပသည့်မီးအိမ်တိုင်းကလေးရှိသည်မီးအုံဆောင်ဤပုံစံမှာခါတိုင်းမြင်နေကြပူးပွားပွားတဝေဝေနှင့်မဟုတ်ဘဲပူးအဝါကြားကလေးလွှမ်းတင်ထားသကဲ့သို့ဟန်အနေဖြစ်ပေတမျိုးချစ်စရာကောင်းနေ၏မီးရထားတွင်မှတရုတ်ပြည်တွင်တွေ့ခဲ့ရသောအတွဲမျိုးပင်ဖြစ်၏တခန်းနှစ်ယောက်အထက်အောက်အိတ်စင်နှင့်အခန်းပင်ဖြစ်သည်အခန်းအပြင်ဘက်တွင် လူသွားလန်းစင်ကြံရှိသည် ရင်ကြံလန်းအစုံတွင်အင်သာရှိလေသည် ကောစောများကတိပါများအပြည့်ခင်းချင်းစင်ရင်ထားပြီးပူရွေ့ခန်းနာတယ်ဝါချင်းရှိနေ၏ကျွန်တော်တို့အဖို့ဆိုဖီယာယူနီယံတွင်ပထမအကြိမ်မိရထားစီဝူခြင်းဖြစ်သည် ကျွန်တော်နှင့် တခမ်းနေနေသူမှာကျွန်တော်တို့နှင့်အတူလိုက်ပါဆောင်ရှောက်ရ၍စကားပြန်ရန်တာဝန်ကျထားသည့်နိုင်ငံသားယဉ်ကျေးမှုဆက်ဆံရေးဌာနမှရဲဘော်ဘရုစ်လော့ဖြစ်သည် ဆိုဗီယက်တွင်ကားမောင်းသူကစား၍ရဲဘော်ဟုတုံနှုံတခေါ်လေးရှိသည်အသက်50နီးပါးခန့်ဖြစ်ပေစကားပြောလျင်လေးလေးပြောတာသည်အမေရိကန်ပြည်တန်ယုံများတွင်အလုလုဖူးသည်အနောက်နိုင်ငံများနှင့်နှံ့ဆက်သူဖြစ်သည် ထုံထုံနှစ်နှစ်နှင့်ရူးပုံရှားပြီးပျော်ပျော်နေတတ်သူတယောက်ဖြစ်သည် အင်္ဂလိပ်စကားပြောလျင်အင်္ဂလိပ်တန်ထွက်အောင်ပြောလေးပြောထားရှိသည်မိရထားသည်တငိမ့်ငိမ့်ပြေးစာပြူလီပြီး blue slot မှာ ယထာထွက်လျင်ပင်ပါလာသောသူဤတည်ရည်တည်တော်ကိုဖွင့်ကာညဘုအင်ကြီးများကို ထုံနေလေသည်နေရာယူစဉ်ကပင်အပေါ်မှာအိမ်မလားအောက်မှာအိမ်မလားကြိုက်တာယူဟုကျွန်တော်အားပြုံးကမေးပြီးကျွန်တော်ကအောက်မှာနေမည်ဟုပြော၍အပေါ်တွင်ယူချင်းဖြစ်လေ၏မော်စကိုရောက်စကတည်းကအတူလိုက်ခဲ့သောစကပြန်အမျိုးသမီးလူစားမှကလေးရဲ့အခန်းတွင်နေရရသည်တစိမ့်ခရီးသည်အဖိုးကြီးတယောက်နှင့်ကြာနေ၏ နှစ်ယောက်ခန့်များမှာအဖော်တွင်မပါလီရင်မိမယောက်ျားမရွေးကြသလိုသွားလာကြရပေသည်ကျွန်တော်တို့အဖွဲ့တွင်၅ယောက်ဖြစ်ရာနှစ်ယောက်တွဲတခန်းစီယူသွားကြ၍လူစားမှာအခြားတစိမ့်ခရီးသည်နှင့်တွဲကြနေခြင်းဖြစ်လေ၏ဘရုစလော့မှာအပြာရောင်ညဘွေအင်ဂျီလဲဝင်နေရင်ကအိတ်စင်ပေါ်မှအောင်သူငုံလျက်မအိပ်သေးဘူးလားဟုလှမ်းမေးလိုက်သည်အပြင်ဘက်ရှုမျောခင်ကြည့်လိုက်အောင်မေခမရကကဗျာသမားကို ဟာဟာဘာမှမြင်ရတော့မှာမဟုတ်ဘူး။နင်းဖြူဖြူပဲမြင်ရမှာပဲ။ကျွန်တော်ဒီပိုးခန်းစည်းကိုဆွဲလိုက်သည်။ကျွန်တော်မှာခရီးသွားလျင်လမ်းခရီးရှုမြောက်ခင်းကို ငေးကြည့်လိုက်ရမှခြေနာသည်။ဖြတ်တန်းလာခဲ့သောတောတောင်ရေမြေကောင်းငင်ကျဲဝါနေလာတို့ကို ကြည့်ရသည်မှာစိတ်ကြည်မောစွပြန့်မိသည်။တခါကဦးသိန်းဖေမြင့်ကကျွန်တော်အားမင်းရေးတဲ့စာရီမှာကတောတောင်ရေမြေရဲ့အလှကိုတဲရေးတာကိုကွာ ရှေးတချင်းကြီးတွေကတောပွဲတောင်ပွဲတွေဩဇာဝဲနေတဲ့ထင်နဲ့ပူ၍ဝေဖန်မှုသည် လူတစ်ယောက်နဲ့တစ်ယောက်ခံစားမှုချင်းမတူကြပေကျွန်တော်သည်အကြောင်းအသွေးများ၌ခံစားထိတွေ့သည့်များကို စားပေးကြပြလင်္ကာတွင်ခံစားရသည့်အတိုင်းဖော်ပြတတ်ပေသည်ယခုကညာဘက်ဖြစ်ပေမှန်ပေါက်မှနေ၍တရိပ်ရိပ်ပြသန်းသွားကြသည်တို့ကိုသာမြင်ရ၏ဘာမျှတဲတဲကွယ်ကွယ်မဟုတ် မော်စကိုမှထွက်စားတွင် အဆောင်အုပ်များဖြလာရခြင်းကြောင့်ဖြူဖြူဖွေးဖွေးတွင်မဲမဲတံတန်းများထင်းနေသည့်လောက်သာ တွေ့ကြပေသည်မီးလက်လက်များကိုလည်းတွေ့ကြ၏ညဆိုတော့လဲမှောင်နှင့်မဲမဲမဟုတ်ပဲ လာကြောင်နှင့်ပြန်ကာဟသောရေခဲတို့၏အကြောင်းကြောင့်ဖြူဖြူကိုမြင်နေရသေးသည်ငိုင်းမီး၍လာလေပြီပကတ်လွဲတဲ့ကဲ့သို့တသိမ့်သိမ့်နှင့် နောက်တနေ့တွင်ကကျွန်တော်တို့သည် ပင်လယ်ဖြူဖြူကြီးတဲ့ဖြိုက်ဖြေသွားကြသလားမှတ်ထင်ရလေသည်မြေပြင်သာမဟုတ်ကောင်းကင်မှာလဲဖွေးဖွေးဖြူကကောင်းကင်နဲ့မြေမှာဒလစားတဲ့ဟုအောင်မေရသည်တပည့်များပေါ်တွင်လဲနှင်းခဲများတင်းနေက ရေခဲပွင့်ဖြင့်ဖြူလုံသောပရိသာပင်များနှင့်တူနေကြ၏ဓမီကျူးများတွင် နှင်းခဲများတွေ့တန်းလျက်အချို့တွဲလဲကိုလျက်အချို့နေကြ၏အင်ခါမိုးတွင် တင်နေသော နှင်းခဲပွင့်များကိုလှဲကျင်းထားသောအင်္ဂလိပ်များမှာအဝေးကကြည့်လျင်ကျွန်းကလေးများငုတ်တုပေါ်နေနေကြ၏1938ခုနှစ်လောက်ကတကုံမဂဇင်းတွင် Pushkin ၏နှင်းမုန်တိုင်းခေါ်ဝတ္ထုတို့တစ်ပုဒ်ကိုနှင်းတွေကမှုံအမိဖြင့်ဘာသာပြန်ဖူးသည်နှင်းတွေကြာဆင်းနေသည်ဖြင့်လမ်းပြောက်ကဖျားရှိကိုကြောင့်တခုတို့မှားရောက်သွားပြီးတတို့သမီးတို့ဦးနှင့်မှားလက်ထမိပုံကိုဇလန်းစင်ထားသောဝတ္ထုတစ်ပုဒ်ဖြစ်၏ စဘာကလေးနှင့်တညာလုံးနှင်းတော်တဲ့မျက်စိလေကမောင်းသွားရသည့်မျက်ခင်းကိုယခုမိရထားပေါ်မှနှင်းရေခဲပြင်ကြီးကို မြင်ရသောအခါပြန်လည်၍ပေါ်လာထင်ရှားလျက်ရှိသည်ပော့စကင်ဤစကလုံးများအတိုင်းတကယ်နှင်းသူဤဖြူလွလွမျက်ခင်းကို တွေ့ကြုံနေရပြီတခါတရံယထာလံပီမြေနှိမ့်ထဲ၌တကူလုံးဖုံးပွားပွားကြီးရစ်ပတ်ထားသည်ဟုထင်ရသော လူတယောက်စနှစ်ယောက်စလမ်းလျှောက်သွားသည်ကိုမြင်ရ၏ အေးသည့်အထဲသွားနေနိုင်ရန်ကိုဟုအံဩကြ၏သို့တော်သူတို့၏ယာသည်ဥရုနှင့် အသားကြအလေးအထဖြစ်နေကြပေသည်တကားနေရောင်ကိုကလုံးဝမမြင်ရမှောင်ရီအုံဆိုင်လျက်ရှိ၏ဆွတ်ဆွဖြူသောရေခဲပြင်ပင်လက်ကြီးကိုမြားတံကဲ့သို့တဟုန်ထူးပြေးကလာခဲ့သောမြားညီသည်နနေ့9နာရီလောက်၌လင်းနေကရက်ဘူရာသို့ဝင်လာပြီဘူရာယုံထဲသို့တပြေးပြေးခုံမောင်းဝင်လာသောအခါ ငယ်စဉ်ကဖတ်ခဲ့ရသောတော်စတရိုက်၏အနာဂရနီနာဝတ္ထုမှစင်ပီတာစဘတ်မြို့ဘူဒာယုံမှဇလန်းကိုသွားတတိယကဒီနေရာလားဘယ်နေရာပါလဲဟုရှာကြည့်မိသည်မြို့သားကတော့အန်နာမှာချစ်သူဘလွန်စကီနှင့် စကားများကြပြီးနောက်ဆုံး၌မိရထားအကျိတ်ခံကကုကုကိုတတ်သေးသွားရှာသည်အပိုင်းနှင့်ကျွန်တော်တို့ကိုလာကြိုးသူများနှင့်စတင်နှုတ်ဆက်ပြောဆိုရသည် လီနင်ဂရက်ငင်းချရေးကော်မတီဒုတိယဥက္ကဋ္ဌပေါမော့ခဒေါက်တာလန်နီဖကင်ခေါင်းဆောင်၍လာကြိုသည်ပေါမော့ခနယ်လီဖကင်မှာအသက်82နှစ်ခန့်အဖိုးကြီးဖြစ်သည် ထောင်ထောင်မောင်မောင်နှုတ်ခမ်းမွေးဖြူဖြူနဲ့စကားပြောလျင်လေးလေးပြောကာပြုံးကြည့်သောအကြည့်ရှိသည်ချစ်စရာကြီးဖြစ်သည်ကျွန်တော်မှာလူငယ်ဖြစ်ပြီးဤမြအသက်အရွယ်ရှိသောပညာရှင်တို့ကဒုက္ခခံကာလာ၍ကြိုခြင်းအတွက်အားနာမိသည် ပထမတော့လူကြီးတယောက်နဲ့စကားပြောရရင်တမျိုးဖြစ်နေမိ၏။သို့တော့အဖိုးကြီးမှာဖော်ရွေပြီးပြုံးပြုံးရွှေရွှင်ရှိသဖြင့်စကားကောင်းသွားသည်။အဖိုးကြီးမှာတတူတွင်တူဖော်ရေးဆာရာတိတ်ပန်ကြောင့်မှ ပေါမောက်ခဖြစ်သည်။ဆိုဗီယက်ပြည်တော်စုလောကဒတ်တိတ်ပန်ပညာကျော်အဖွဲ့ဝင်ဖြစ်သည်။တမင်နစ်စတန်ပြည်နယ်လောကဒတ်သိပ္ပံပညာကျော်အဖွဲ့ဝင်ဂုံဒူးဆောင်လူကြီးလည်းဖြစ်သည်။ဘူဒာယုံမှဟိုတယ်သို့အသွားမော်တော်ကားပေါ်တွင သူဝါဒနာများအကြောင်းပြောပြသွားသည် ကျွန်တော်ကဩဂဒါကြီးဆရာသခင်ကိုတော်မိုင်းကိုတတိယအကြောင်းပြောပြသောအခါပြုံး၍ကောင်းချိန်နေ၏မောင်မောင်ခါကြီးလိုပါပဲဆရာကြီးသခင်ကိုတော်မိုင်းဟာနှုတ်ခမ်းမွေးဖြူဖြူနဲ့အသက်80ရှိပြီမောင်မောင်ခါကြီးလိုပဲနှစ်သက်ဖွယ်ရာအစင်းအင်ကရှိတယ်ကျုပ်ငင်းငင်းကြီးကို ဆောင်ရွက်နိုင်ပါတယ်ကျုပ်တောင်းတက်လာခဲ့တာပေါ့ဟုဆိုကဒေါက်တာနယ်လီဖကင်တီ ်တမင်နစ်စတန်နဲ့အိန္ဒိယပြည်မြောက်ဘက်ရှိအာရှအလဲပိုင်းဒေသရှိပြည်မတောင်များတက်သည့်အကြောင်းပြောနေလေသည်သူသည်တောင်တက်ဝါဒနာပါသူဖြစ်လေသည်ကျွန်တော်မှာသူပြောသောပြည်မတောင်ဒေသနယ်ကို နောက်ခံကားထား၍ဇလန်းဖော်ထားသည့်နေဇုဝတ္ထုကိုဖတ်နေခိုက်ဖြစ်ရာဝတ္ထုထဲမှပေါ်လာသောတောင်များကို ပြန်၍ပြောပြလိုက်သည်နေဇုဝတ္ထုရည်တဲ့ဇာယုစရာနှင့်ကြုတ်တိပါလေ ဒီစာရေးစရာလဲတောင်တက်စွန်စားခြင်းတွေကိုဝါသနာပါတယ်။ကားပြင်းမှနေ၍ဖြတ်သွားရသောအဆောက်အအုံများကိုလည်းစကားပြောရင်းကြည့်ရှုမိသည်။လီနင်ဂရက်မှာမြို့တော်ဟောင်းဖြစ်သည်။ပီတာဘရင်လက်ထက်စိန့်ပီတာစဘတ်မြို့ဟုတွင်ရာမှပထမကဘာစစ်ဖြစ်သည့်နှစ်က ပီဒရိုဂရက်ဟုအမည်ပြောင်းခဲ့သည်။ထို့နောက်ဒေါ်လန်ရိတ်ခေတ်ဆိုဗီယက်ခေတ်တွင်ကလီနင်ဂရက်ဟု၍ လီနင်အမည်ကိုအစွဲပြု၍မှဲ့ခေါ်ထားခြင်းဖြစ်ပေသည်မော်စကိုနှင့်တမျိုးစီလှပသောမြို့ဖြစ်သည်အစောင်းအဦးပုံပန်းဟန်ပန်မှခံညားသည်ဥရောပဆန်သည်ပြင်သစ်အီတလီယန်တွေသည်လမ်းများမှာလည်းကျယ်ပြန့်လာပေသည် အုံမိုင်းရီဝေနေသောဒီဇင်ဘာဆောင်းဦးနေ့ဖြစ်ပေတိုက်တာတို့မှအယောင်အစင်းကင်းမဲ့ကတောက်တောက်ပပဝင်းဝင်းလက်လက်မရှိပဲခမွန်းမွဲခမိုင်းမိုင်းသာမြင်နေရလေ၏ ီနီဂရက်မှာမော်စကိုထက်မြောက်ဘက်ကြားသဖြင့်မော်စကိုမှာထက်နှင်းခဲများကြာဆင်းလျက်ရှိလေသည်။ရင်းမြစ်တစ်ခု၏ရှေ့အဆောက်အဦးတစ်ခု၌ကားထိုးရလိုက်သည်။ဒီအက်စတိုရီယာဟိုတယ်မှာတည်းရမယ်။စကားပြန်ကပြောလိုက်သည်။အက်စတိုရီယာဟိုတယ်မှာရှေးဆန်ဆန်ဖြစ်သည်။ကျွန်တော်မှာအက်စတိုရီယာဟူသောနာမည်ကိုကြားလိုက်သောအခါယာစဝင်းတွင်ဖတ်ခဲ့ရသော တော်လန်ရေးအဖြစ်အပျက်တစ်ခုကိုသွားတည်ရမိပေသည်။ 1919ခုဖေဖော်ဝါရီလတွင်ရုရှားဒေါ်လာရေးကြီးစတင်လေသည် ပထမကမ္ဘာစစ်ကြီးဖြစ်စဖြစ်သည် အရှိစစ်မျက်နှာမှာအလူးအလဲခံနေရသည်ဇာပရင်ဤရုရှားတပ်မတော်ကြီးမှလက်နက်ကညံဖြင့်ရိတ်ခါကမလုံမလောက်နှင့်ဂျာမန်များတိုက်ခိုက်ခြင်းကိုလှင့်ခံနေကြသည်ရုရှားစင်ရဲသားတို့မှစစ်တမ်းလဲခံငတ်လဲငတ်ပြက်လျက်မကြည်မနှက်ဖြစ်နေကြ၏မဟာမိတ်များဖြစ်သော ်အင်္ဂလိပ်အမေရိကန်ပြင်သစ်တို့မှရုရှားစစ်တပ်ကြီးပြိုလဲသွားမှာကိုစူးရိမ်နေကြ၏ဂျာမန်စစ်တပ်များသည် အရှိစစ်မျက်နှာမှရုပ်ကာအနောက်ဘက်လှည့်လာလျင်အခက်တွေ့ရတော်မူဖြစ်၏ထို့ကြောင့်ရုရှားကဂျာမန်များကိုကောင်းစွာတိုက်ခိုက်စေခြင်းကြ၏သို့သောမန်ချလာတွင်ဇာပရင်သည်နမ်းမှစွန့်လွတ်ရကယာယီအစိုးရတက်လာလေသည်ဖေဖော်ဝါရီလတော်လန်ရေးမှာ အရင်ရှင်ဒီမိုကရေစီတော်လှန်ရေးဖြစ်သည်။ဇာပရင်နန်းကြတော့လဲနောက်တက်လာသောယာယီအစိုးရမှပြည်သူလူထုထောက်ခံမှုမရချေ။ရဇာအရင်ရှင်များကိုကိုစားပြုသောအစိုးရသာလျင်ဖြစ်နေပေသေးသည်။ထို့အထိဆိုဗီယက်ကော်တော်လှန်ရေးကော်မတီအဖွဲ့များက အာဏာမသိမ်းရသေးပေ။ယာယီအစိုးရတက်လာတော့လဲစုပ်ပြတ်သောစစ်ယူနီဖောင်းများနဲ့ရုရှားစစ်သားများသည်စစ်မြေပြင်မှစိတ်ပြက်စွာစွန့်ခွာလာလေပြီ။ တူတူပြလာသည်။ဒေတာတိုင်းတွင်အလုသမားလေသမားတို့သည်ပုံကြွလျက်ဆိုဖီယက်ဟုခေါ်သောဒေါ်လန်၏အဖွဲ့များဖွဲ့စည်းလျက်ရှိသည်ကို တွေ့ကြရပေသည်။သူတို့၏နိုင်ငံရေးတောင်းဆိုချက်ကငြိမ်းချမ်းရေးပေါင်မုံနှင့်မြေကြာပင်ဖြစ်၏။လူလူကြီးကစစ်မတိုက်ခြင်းကြသမင်းဝဝစားကြကြ၏မြေယာပိုင်ဆိုင်ကြကြ၏တန်ပေါင်းများစွာသော လူလူကြီး၏ဆန္ဒများပင်သည် စစ်သားများသည် အလို့သမားလေသမားတို့နှင့် ပေါင်းလိုက်ကြတော့သည်ဂရင်းစကီကောင်းဆောင်သောယာယီအစိုးရသည်ဂျာမန်များကိုဆက်လက်တိုက်နေ၏သို့သောအင်အားကမရှိ မဟာမိတ်တို့သည်ရုရှားကဆက်လက်၍ဂျာမန်များကိုတိုက်ရန်အလိုရှိနေကြ၏ထို့အတွင် တော်လှန်ရေးတည်ရေးသည်တက်ရွှေ့သာလာ၏အလို့သမားလေသမားစစ်သားများဖွဲ့စည်းထားသော အရရရှိဆိုဗီယက်တို့မှ အင်အားကောင်းကဩဇာလွှမ်းမိုး၍လာ၏အင်္ဂလိပ်အမေရိကန်ပြင်သစ်ဇာသောမဟာမိတ်တို့မှဆိုဗီယက်ကော်ဒေါ်လန်ရေးကော်မတီများဩဇာပြန့်နှံ့လာခြင်းဝါဒေါ်လန်ရေးအင်အားတက်ကြွလာခြင်းကို အလိုမရှိကြပေအင်္ဂလိပ်တန်ရုံးကရှီတဖို့ချုပ်ကိုချက်နှင့်ကော့ဆက်စစ်သည်နာပတိကော်နီလော့စ်တူအားအားနေသောယာယီအစိုးရကိုဖြုတ်ချကစစ်အာဏာရှင်ထူထောင်ကြရန်လိုလားနေကြ၏အင်္ဂလိပ်နှင့်ပြင်သစ်မှာ ကောနီလာကိုထောက်ခံအားပေးရန်ဆုံးဖြတ်လိုက်ကြ၏။ဤစစ်အာဏာရှင်ကတကြွနေသောဒေါ်လာရေးကြီးကို တားဆီးဖိနှိပ်ကာရုရှားရှိ အင်္ဂလိပ်ပြင်သစ်အကျိုးစီးပွားများကိုကာကွယ်ပေးရန်ဖြစ်၏။ဤသူတို့၏ဒေါ်လာရေးစံချိန်ဘက်လှုပ်ကြံမှုကြီးကစက်တင်ဘာလ၈ရက်နေ့ကစတင်လေသည်။ဗိုလ်ချုပ်ကောနီလာကစစ်သည်နာပတိအဖြစ်ယာယီအစိုးရကိုဖျောက်ချရန်ကြေညာသောကြေညာချက်များသည့် မော်စကိုနှင့်ပီဇရိုဂရက်လမ်းမပေါ်များ၌ပေါ်ထွက်လာကြသည်ဤကြီးညာချက်စာတမ်းကိုဗြိတိရှားစစ်မရှင်ကပုံနှိပ်ပေး၍အင်္ဂလိပ်တန်ယုံစစ်တွဲဘက်တန်အရာရှိဂျန်နရယ်နော့၏မိရထားရဖြင့်မော်စကိုသို့တည်လာလေသည် ကော်နီလော့သည်စစ်သား2000ပီဇရိုဂရက်သို့ခြိတက်လာရန်အမိန်ပေးလိုက်သည် ပီဇရိုဂရက်မြို့တော်ရှိ ဆိုဗီယက်များသည်လည်းပြင်ဆင်ကြရတော်သည်အလုံသမားများသည်လက်နက်ကင်ကြသည် ရေဒါသားများစစ်သားများလည်းမြို့ကိုကာကွယ်ရန်အတွက်တန်စုကြိုးများကာခြင်းတပ်တပ်များချထားခြင်းပြုလုပ်ကြလေသည်တပ်နီများလည်းရိုင်ဖယ်တနက်လက်ပစ်ဗုံးများနှင့်အစင်သင့်လှုပ်ထားကြသည်ဤဒေါ်လန်ရေးစံကျင်ဘက်များလက်ထဲသို့မြို့ကိုအကြမခံဘူဂျုကော်နီလော့ဤစစ်သားများက လေးရက်အတွင်းကွဲပြူကာကစင်ကလေးရဖြစ်သွားရလေသည် သူဤစစ်တပ်ထဲ၌လျှို့ဝှက်စွာဖွဲ့စည်းထားသောစစ်သားကော်မတီက သူ့ကိုဖမ်းလိုက်သည်ထို့အခါအက်စတိုရီယာဟိုတယ်၌စစ်တပ်ကြီးခြေတက်လာလျင်အောင်ပွဲခံရန်အသင်ဆောင်နေကြသောစစ်ဗိုလ်40ကျော်မှဝိုင်းအဖမ်းခံရကမိသွားလေတော့သည်ဤအက်စတိုရီယာဟိုတယ်မှပင်တော်လန်ကြီးစံကျင်ဘက်စစ်ဗိုလ်များသည်တရင်ကောင်းကိုဆောင်ရင်းအဖမ်းခံကြလေသည်တရင်ကောင်းကရှောက်မလာဒုတိယကမ္ဘာစစ်ကြီးအတွင်းကလည်းလီနင်ဂရက်မြို့ကြီးမှာဂျပန်90နာစီဂျာမန်များ၏ ပိစုဝိုင်းရံထားခြင်းခံခဲ့ရသည်အစာအတော်မရအနှွေးတဲ့ပေးရန်မီးသွေးမရနှင့်ငတ်ခဲ့ကြရသည်အအေးဒဏ်ကိုခံခဲ့ကြရသည် လူများအတော်သေးကြီးပျက်စီးခဲ့ရသည် ထို့အခါကနာစီဂျာမန်တို့ကအောင်ပွဲကို Eastoria Hotel တွင်ကျင်းပရန်ဖိတ်စာပင်ရိုက်နှိပ်ဝေသည်ဟုဖတ်ရဖူးသည်သို့သော လီနင်ဂရက်ကရန်သူလက်သို့မကြခဲ့ရပေကျွန်တော်အတွက် အခန်းနံပါတ်319တွင်ရလေသည်ပြရှားတို့၏ဟန်အတိုင်းမေရွှေရောင်ပန်းအကြော်များအရေအဖောင်းများပန်းပွင့်ချေကော်သောဂတိပါအနီများဖြင့်မုံမှန်ထားသောအခန်းပင်ဖြစ်သည် အပိုင်း3မင်းက်စာစားပြီးနောက်မြို့ကိုရှောက်ကြည့်ရန်ထွက်လာခဲ့ကြသည်လီနင်ဂရက်မြို့လေကိုနေဗာမြေကြီးကဖျက်တမ်းစီစဉ်လျက်ရှိသည် မြင့်လက်တဲ့အမွာကလေးများကလည်းမြို့ကိုကြွေးပတ်လျက်ခွေနေပြီး တရားများစွာရှိသည်မြို့မှာကျုံကလေးများပေါ်တွင်တည်ထားတကယ်သို့ရှိ၍လှပလှပေသည်မော်တော်ကားသည်နေဝမြေကန်းကန်နာလန်သို့ရောက်လာလေပြီဟေမန်ကနန်းတော်မရောက်ခင်ပီတာဘရင်၏မြင်းတီတော်ခြေရုပ်ကြီးကိုလှမ်းမြင်လာရသည် မော်စကိုတွင် ကြည့်ခဲ့ရသော ခြေမြင်းတီတော်ဘယ်လင်ပြဆက်ထဲမှ မြင်းခင်အတိုင်းပင်ဖြစ်၏ပိုရှကင်၏ကဗျာထဲ၌ဤမြင်းတီတော်ခြေရုပ်ရှိရာနေရာသို့ ရေများတက်လာလေသည်နေဝါမြကြီးမှာ ရေခဲနေပြီမြပြင်တစ်ခုလုံးဖွေးဖွေးဖြူဆွေ၍နေလေပြီနေဝါမြကန်း၌တပင်များစီတန်းပေါက်နေကြသည်ရေမခဲပဲနေသော အခါများတွင်ဤတပင်များသည်မြေရေထဲ၌အလှကြီးပေနေကြပေလိမ့်မည်ကန်းနာတွင်ကနန်းမဲကျော်ဟေမန္တနန်းတော်ကြီးရှိပေသည်နန်းတော်ကြီးမှာ မော်စကိုရှိ Kremlin ကဲ့သို့ရှေးဆန်ဆန်မဟုတ်ပေ Gremlin ကဲ့သို့ချက်တော်နီဦးနှင့်တူသောဗလီဟန်ပုံသဏ္ဍာန်များအကျုံအတက်အညွန့်အတောင်များမပါဘဲမျက်နှာစာတွင်ဒိုင်းလုံးများဂုံးအဝိုင်ကြီးများနှင့် ကြီးမားသောဓာတ်ကြီးသာဖြစ်ပေသည်။အုံနသားရောင်ပေါင်များ၌အစိမ့်လူရောင်များခြေထားလေ၏။ကျွန်တော်တို့စည်းလာတော့ကားသည်နန်းတော်ရှိကန်းနာသပင်အောင်၌ရပ်လိုက်သည်။နီဗာမစ်ကိုဖြတ်သွားသောတံတားကြီးကိုလှမ်းမြင်နေကြ၏။မြင့်မာရေခဲနေပြီ ်ပင်လယ်ကူးသင်္ဘောများမတွေ့ရချေနေဗာမြစ်မှာဘော်တစ်ပင်လယ်သို့ စီးဆင်းနေသည်နှစ်ဝက်ခန့်မှာရှည်ခဲနေသောမြစ်ဖြစ်ပေသည် မြစ်တစ်ဖက်၌ကနှင်းများတင်နေသောဘီတာအင်ဘော့ခန္ဓာကြီးကိုမြင်ရသည် အုံနီရောင်တတိုင်းကြီးမှာညို့နေသည်အိနီးယားတစ်ဝိုက်ကအကယ်၍စကားပြောတတ်လျင်ရရှားဒေါ်လန်ရေးရာစဝင်ကန္နာများကိုမမောမပန်းပြောပြနိုင်မည်ဖြစ်၏1825 ဒီဇင်ဘာလ၌တော်လှန်ထားကြွမှုဖြစ်ခဲ့၏ဒီဇင်ဘာလ25ရက်နေ့၌တပုံစစ်သားများသည်စီနိတ်လွတ်တော်ရှင်ပြန်တို့ခြိတက်လာကြသည် ရေတပ်ကုန်းတပ်တပုံစစ်သား3000ကျော်သည်ပီတာဘရင်အတိတ်မှကြောက်တိုင်အနီးသို့ရောက်လာကြသည်တပုံများမှတက်ကြွနေကြတော့လေခေါင်းဆောင်လို့သူမှထိတ်လန့်လျက်ရှင်ပြန်တို့ပင်ရောက်မလာတော့ချေနေ့လယ်12နာရီတွင်ကတစားရှိသောတမတော်သားများ အမြောက်တံများကိုဇာပရင်ကခေါ်ယူလိုက်သည်အရသားများလည်းရှင်ပြင်အနည်းသို့ရောက်လာ၏အိုက်ဆက်ဘုရားရှိခိုးကြောင့်ကြီးတည်ဆောင်နေကြသောအလုသမားများမှဇာပရင်စစ်သားများအားတစ်သားတို့များနှင့်ပြစ်ကာဟန်တားကြ၏ဘရင်တသားများသည်တပုံစစ်သားများမထွန်းဖောင်နိုင်ကြတပုံစစ်သားများမှကြံ့ကြံ့ခိုင်လျက်ရှိ၏ဘရင်သည်တပုံအင်အားကိုကြောက်ရွံ့လာကာတနတ်နှင့်ပြစ်ရန်အမိန်ပေးလိုက်လေသည် အမြောက်တားဤပြစ်ခတ်မှုကြောင့် တဘုံများကစင်ကလေးအားဖြစ်သွားကြလေသည်ရင်းမြင်တဝိုက်နိဗ္ဗာန်မြကန်းနာတဝိုက်တွင် အလောင်းများဖြင့်ကျဲပြန့်သွားလေ၏ညအခါ၌ရေခဲသောမြေကြီးတွင် အပေါင်များလှုပ်ကာဒေသူများနှင့်ဒဏ်ရာရသူများအားပြစ်ထဲလိုက်ကြသည်တဘုံကောင်းဆောင်များလည်းအဖမ်းခံရကာတည်တံအပြစ်ပေးခြင်းခံကြရလေသည် အုံနီယောင်တတိုင်းနှင့်ပီတာအင်ဘော့ခန္ဓာကြီးမှနောင်အခါ၌နိုင်ငံကြီးအကျဉ်းတော်အဖြစ် ဇာပရင်အစိုးရကအသုံးပြုလေသည်ဇာယီဆရာကြီးဂေါဂီလီနန်ဤအကိုအယ်လီဇန်နာစသူများမှာဤခန္ဓာအကျဉ်းဆောင်ကြီးတဲ့၌နေရသေးသည် လီနန်ဤအကိုလို့သူမှာဤထောင်ကြီးတဲ့၌ပင်ကိုမြတ်ချင်းခံရလေသည် ကျွန်တော်တို့သည်ကားပေါ်မှ ဆင်းကာနီဖာမြေကမ်းရှိအုတ်လီကားတဲ့သို့ဆင်းကာမြစ်တလျှောက်မျောကြည့်မိလေသည်ခန္ဓာမှာပင်ဆိုဗီယက်များအာနာသိမ်းသောအော်တိုဘာဒေါ်လန်ရေးကား တပတ်ကန်းရှိ ဟေမန္တနန်းတော်တို့အမြောက်နှင့်ပြစ်ခွင်းကလက်နှက်ကိုင်းထားကြွမှုစတင်ခဲ့လေသည် ထို့နောက်ကားသည်ကိုယ်ကဟေမန္တနန်းတော်ဤနန်းရှင်ပြင်ဘက်သို့လှည့်မောင်းလေသည်ဤနေရာက1905ခုကသွေးချောင်းစီးသောနေရာဖြစ်၏1905ခုဇန်နဝါရီလ9ရက်နေ့တွင် ဖြစ်ပွားသော တော်လန့်ရေးကိုသွေးချောင်းစီးသောတနင်္ဂနွေနေ့ဟု ရာဇဝင်၌ကပီးထိုးထားခဲ့ကြ၏ တတိုင်းပြည်လုံးစီးပွားရေးချက်တဲကငတ်ပြတ်နေသောအခါဖြစ်၏ဘူဒီလော့အလုယုံ၌အလုသမား၄ဦးကိုထုတ်ပြရာမှ1200သော အလုသမားများတပိတ်မှောက်ကြသည်စိန့်ပီတာဘတ်မြို့ရှိအခြားအလုယုံများမှလည်းတပိတ်မှောက်မှုများပေါ်လာကအလုသမား35000ခန့်အထိပွားလာသည်တပြည်လုံးအလုသမားများအုံကြွတော်မူအခြေအနေဆိုက်ရောက်လာ၏ထို့အခါတက်လာသောဒေါ်လန်ရည်ဒီရီကို ဟန်တာလန်းလွှဲဖြစ်ရန်ဇာပရင်အစိုးရကပြည်ရဲစင်ရလေသည်တော်လန်ရေးတကြွမှုလူစားတွင်ဖြစ်စည်းပြည်ရန်ဆုံးဖြတ်သည် အဖြစ်ကိုယ်စလဲတဦးကိုအလုသမအဖွဲ့ထဲ၌ထည့်သွင်းထားသည်ထိုအဖြစ်သမကအစိုးရတရှိဂါပွန်အမီရှိရဟန်းတပါဖြစ်သည်ဘူဒီလော့အလုသပိတ်မှောက်မှုဖြစ်ပွားသောအခါထိုတရှိဂါပွန်ကဇာပရင်တန်အတနာခံစားတဆောင်တင်ရန်အဆိုသွင်းလေသည် ထိုအတနာခံစားကို ယူဆောင်ကဟေမန္တနန်းတော်နန်းရှင်ပြင်သို့လူစုလူဝေးနှင့်ချီတက်သွားရမည်ထိုအခါဇာပြင်းသည်ထွက်လာကနားထောင်ပြီးအတနာခံစားတွင်ပါဝင်သောတောင်းဆိုချက်များကိုပေးလိုက်မည်ဂါဘွန်မှမူပလိများအားဤသို့ဆန္ဒပြသော လူလူကြီးလာလျင်တနတ်နှင့်ပြည့်ရန်အကြောင်းပြချက်ရမည်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်၏ဇာပြင်းထံတင်သွင်းမည်အတနာခံစားကို အလုသမားအစည်းအဝေးများ၌ဆွေးနွေးကြသည်အစည်းအဝေးများ၌ဘောရှိဗစ်များလည်းတက်ရောက်ကြသည်အတနာခန်းစားကိုထပ်မံပြင်ဆင်ကြသည်တည်င်းစားလွတ်လပ်မှု တရားဟောလွတ်လပ်မှုစည်းရုံးခွင့်လွတ်လပ်မှုရုရှား၏နိုင်ငံရေးစနစ်ကြီးကို ပြောင်းလဲပြုပြင်ရန်ခေါ်ဆိုရမည်ဒိုင်းပြူပြည်ပြူလွတ်တော်ရှင်းနာ၏အလုပ်ချိန်စားသောနိုင်ငံရေးတောင်းဆိုချက်များပါထည့်သွင်းကြသည်ရှင်းအလုသမားအစည်းအဝေးများတွင် ဘော်ရှိဗစ်များကဇာဗရင်ထံအတနာခံစာတင်ခြင်းဖြင့်မရနိုင်ကြောင်းလက်နက်ဖြင့်ပုံကံမှရမည်ဖြစ်ကြောင်းပြောကြသည်သို့သော တကြွနေသောအလုံသမားများသည်ဇန်နဝါရီလ16ရက်နေ့နံနက်၌အတနာခံစာကိုယူဆောင်လျက်နန်းကျင်မြို့သို့ဆန္ဒပြချီတက်လာကြသည်သူတို့သည်ဘုရားရှိခိုးကြောင်းအလံများကိုဖွေရန်လွှင့်ထူလာကြသည်ဇာပရင်ဤရုပ်ပုံကားများကိုကင်ဆောင်လာကြသည့်အလုသမားများသာမဟုတ် သူတို့ဤသားမယာအိန္ဒူအိန္ဒားများပါပါဝင်ကြသည်လက်နှင့်မပါတရားစာဓမ္မတချင်းများကိုရွတ်ဆိုလျက် လူပေါင်းတသိန်း၄၀၀၀ခန့်ခြိတက်လာကြသည် သူတို့သည်ဇာဘရင်ကရက်ဆက်မီမဟုတ်ဟုဂျိုးသားစွာပဲမှတ်ထင်နေကြသည်ဇာဘရင်သည်အလုံသမားများအားတနတ်နှင့်ပြည့်ရန်အမိန်ပေးလိုက်လေသည်နန်းရှင်ပြင်နှင့်စိန့်ပီတာစဘတ်မြို့လမ်းများတွင်တွေ့ချင်းချင်းหนีသွားတော်သည် အလုသမား1000ခန့်ထိသေဆုံး၍2000ခန့်ဒဏ်ရာရသည်ဤသွေးချောင်းစီသောတင်းငွန်၏အရေးတော်ပုံတင်းသည်တပြည်လုံးပြန့်နှံ့သွားကတပိတ်ကြီးပေါ်ပေါက်လာလေတော်သည်ဇာပရင်ကိုကြည်ညိုသောအလုသမားအဖိုးကြီးများကပင်ရက်ဆက်သောဖိနှိပ်မှုကြောင့်ဇာပရင်ဆိုတာမရှိပါဘူးဟုမြည်တမ်းကြလေသည်ဤနန်းရင်ပြင်နေရာတစ်ဝိုက်၌တော်လှန်ရေးအရေးတော်ပုံကဏ္ဍများစတင်ခဲ့ကြပြီသည်ကျွန်တော်တို့သည်နန်းရှင်မြမခွာကား တရားကြီးကိုဖျက်လျက်တနေရာသို့သွားကြသည်နေပါမြကန်းဤတစ်ဖက်မှဘက်ကလာကြသည်လမ်းတွင် တက္ကသိုလ်ကျောင်းကြီးကိုလည်းဖျက်ခဲ့ကြသည် ဖင်လန်ပင်လယ်ကွေ့ဘက်သို့ရောက်လာကကီရော့ကစားကွင်းကြီးကိုလှည့်လည်ကြည့်ရှုကြသည် ကစားကွင်းကြီးအပေါ်အထိမော်တော်ကားတက်နိုင်သည် လူတသိန်းကျော်ဆန့်သည်ဟုသိရသည် ကစားကွင်းတစ်ဖက်တွင်ဧကန်ပွဲများပြုလုပ်ရာဧကန်မန်းတဆောင်နှင့်စေဌာနာများထားရှိသည် စကိတ်ကွင်းရေခဲပြင်ပေါ်၌လည်းလူငယ်ကလေးများစကိတ်စီးနေကြသည်ကိုတွေ့ရ၏။ဆောင်းရသည်ရေခဲချိန်ဖြစ်ပေကစားသူကင်းမဲ့လျက်ဘေးပတ်ပတ်လည်းရေဝိုင်း၍ထားသော ထိုင်ကုန်များ၌ကနှင်းခဲဖြူဖြူများသာစံပယ်နေကြလေသည်။လီနင်ဂရက်လန်အတွေ့အတွေ့ကိုဖြတ်လာခဲ့ရာ အလုသမားကေဟာများစွာ တွေ့ရသည်။ထူးညား၌ဂီရော့ဇိုင်ယုံတော်ကြီး၌စာကော့အဆိုပြဆက်အော်ပရာကြီးကြသည်။ဇိုင်ယုံတော်ကြီးမှာ ရွှေနှင့်စိမ့်ပြာနုရောင်ဖြင့်ချဲလယ်မွမ်းမံထားလေသည်ကျွန်တော်တို့မှာဇာပရင်ကြီးခဲ့သောမင်းဆောင်တွင်လက်မှတ်ခံထားပြီးဖြစ်နေသည်အမှန်အဖြစ်မင်းဆောင်မှာနောက်ဆုံးအလဲတထတသက်လှုပ်ထားသည့်လသာဆောင်လိုနေရာဖြစ်ပြီးရှေးဆုံးတော့မြင်ကွင်းမကောင်းပေဝေးသည်ကျွန်တော်နှင့်အတူလိုက်ပါလာသောဒူဗီညင်ဆိုသောအလုသမားကဇာပရင်လက်ထက်ကဆိုရင်ဇာပရင်လာကြည့်တော့မှဘသူမှရှေးတန်းကမနေရဘူး ဖူပြောပြသည်ယခုကဇာပရင်ပွဲကြီးဆောင်၌တိုင်းသူပြည်သားများကြည်နိုင်ခွင့်ရကြပေပြီရွှေနှင့်စိမ့်ပြာတို့ရောင်ကြပွဲကျွန်တော်သည်ခေပြောင်းတော်လန်ရေးကြီးကိုတွေးတော်နေမိလေ၏တကုံတာယာနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ